အိန္ဒိယနဲ့ပါကစ္စတန်ကဖြစ်သွားတယ်ဒီ operation center လို့ဒါဒီမနေ့ကဖြစ်သွားတယ်ဒါရုတ်တရက်ပေါ့ယူကရိန်းကတိုက်ခိုက်လိုက်တဲ့ဒီဒုံးနေနဲ့ပေါ့အော်ဒါရုရှားရဲ့ latest scan တွေအနေနဲ့ပေါ့ဒါယူကရိန်းနဲ့ဆိုရင်ဒါပိုင်ပေါ့၄00လောက်กว่าဝေးတာဟိုဒီလောက်กว่าဝေးနေဆိုရင်ဒါယူကရိန်းအနေနဲ့ပေါ့ဒါဒီသူ့နိုင်ငံတွင်ပါတယ်ဒီမဆိုင်နေနဲ့ပြစ်မယ်ဆိုတော့ဒါဘယ်လိုမှပြစ်လို့မရတဲ့กว่าဝေးပေါ့ဒီကဒါမဆိုင်အလုံးဒါအရေးတော်အပြည့်ဒီ100 200ကျော်လောက်နဲ့ပြစ်မယ်ဆိုတော့ဒါဒီပြတ်မှတ်ချီကိုရောက်ပါဟုတ်ဒါသူတို့အနေနဲ့ ီရုရှားအတွင်းပိုင်းနဲ့ထိကိုဒါဒီထူတောက်လိုင်းတပ်ဖွဲ့နဲ့ဒါတိကျဆိုလုံဆောင်ပြီးတော့မှတိုက်ခိုက်သွားတော့ဒီ operation နဲ့ပတ်သက်ပြီးတော့ဒါဒီအချက်တွေကိုအဓိကအချက်တွေဒါပြန်ပြီးဆွဲထုတ်ကြည့်အောင်အော်ဒါပထမအချက်အနေနဲ့ဒီရုရှားနိုင်ငံအတွင်းပိုင်းနဲ့ဟိုဒါဒီအသေးခံဒုံးနေတယ်လို့ပေါင်ခိုလမ်းကြောင်းအနေနဲ့ပို့ဆောင်ပေးနိုင်တာအော်ဒီချက်နဲ့ပတ်သက်ပြီးတော့ဒါဒီရုရှားရဲ့ဒါဒီစစ်ဆေးဂိတ်စစ်ဆေးဂိတ်တွေရတော့အားနည်းချက်တွေကိုတော့တွေ့ရအောင်အော်ဒုတိယအချက်ပေါ့ဒုတိယအချက်ကဒါဒီသေခံဒုံးဒီယာနဲ့ရှိကိုဒါသူအနေနဲ့ ရှေ့ပြောင်းတည်ဆောင်မှုတွေလုပ်တယ်။ဒီလုံဆောင်မှုအပိုင်းမှာဆိုရင်လည်းဒါဒီတွဲကားရင်နဲ့တည်ပြီးတော့ဒီ data scan ရှိတဲ့ပတ်ပတ်လည်အထီးကိုဒါတို့ဒီမောင်းနယ်သွားအမြန်လမ်းတစ်လျှောက်ပေါ့။ဟောဒီအမြန်လမ်းတစ်လျှောက်မှာလည်းဒါဒီစစ်ဆေးဂိတ်တွေဒါအားနည်းချက်တွေကိုသွားတွေ့ရတယ်။တွဲရှားအနေနဲ့ပေါ့။ဒီခု data scan တွေရှိတဲ့ဒါ data ၄ခုလုံး။ဟောဒီ data ၄ခုလုံးကဒါဒီစစ်ဖြစ်မှုစစ်ဖြစ်မှုမရှိတဲ့ data တွေဖြစ်တဲ့အတွက်ဒါတို့အနေနဲ့အဟမ်းမရှိပဲဒါငယ်ငယ်ပေါ်ရောနေတာကိုသွားတွေ့ရတယ်။အော်နောက်ဆုံးချက်အနေနဲ့ကဒီအခုဒီ အသေးကတုံးနေဒါတိုက်ခိုက်မှုဖြစ်သွားတဲ့ဒီ leader scan တွေအားလုံးပဲပတ်လည်ပါဒါဒီလေကတရင်တွေပေါ့ဒီရုရှားရဲ့လေကစနစ်တွေကအဲ့ဒါလုံးမလုံးတာလားပေါ့ဒါရမေကုန်းထုတ်เสียရဖြစ်လားအော်ဒီခုဒီ shift တွေနဲ့ပြန်ကြည့်ရမယ်ဆိုရင်ဒါရုရှားအနေနဲ့ပေါ့ဒီကမ္ဘာပေါ်မှာဒါဒုတိယစစ်အင်အားကြီးဆုံးနိုင်ငံဖြစ်လာအော်ဒီလိုနိုင်ငံတွေနဲ့ကဒါတစ်နှစ်ကိုဒီစစ်သုံးစိတ်အနေနဲ့ပေါ့ဒါဒေါ်လာဘီလီ200လောက်ထိသုံးထားတဲ့နိုင်ငံတွေနဲ့ခုဒီ Ukraine ရဲ့ဒါဒီခုတိုက်ခိုက်မှု ိုင်းမှာဒါသူ့အနေနဲ့သူ့ရဲ့ဒီလေကာစနစ်တွေဖြစ်တဲ့ဒီ S300 400အနေနဲ့ဒါတိတိယောက်ယောက်ပြန်လဲတုံ့ပြန်နိုင်ခြင်းမရှိတော့ဘူးသွားတွေ့နေ။အော်ဒီအခုဒီယူကရိန်းရဲ့ဒါဒီအသေးခံတုံးတိုက်ခိုက်မှုရဲ့ဒါပြစ်မှတ်တည်နေတဲ့ဒါဒီ latest scan တွေနဲ့အလွန်နီးတာဖြစ်တဲ့အတွက်ဒါဘလို့မှဒါတိုက်လို့ပြန်ပြီးတော့ဒါကာကွယ်ခုခံနိုင်ရှိဘူးဖြစ်သွားတယ်အော်ဒါဒီယူကရိန်းရဲ့တိုက်ခိုက်မှုနဲ့ပတ်သက်ပြောတာဒီခုဆက်သွားတဲ့ဖြစ်စဉ်တွေကကြည့်မြင်ရင်ဒါတိုက်ခိုက်ပျက်စီးမှုအနေနဲ့ပေါ့လားရုရှားအနေနဲ့ဒါ T95 ဒီဟာ ပုံကျဲလေဟိုမှာပြောမျိုးပုံကျဲလေပြည့်စည်သွားတာပေါ့ဒီလေနေပါတယ်ပြင်ဒီတစ်ဖက်မှာဆိုရင်ဒီ T22 ဒီတန်ထက်မြန်တဲ့လေနေပါတယ်ဒီနောက်ဆိုနောက်ဆုံးလေနေရတော့ဒီ Award Fifty ကိုဒီလေမျိုးသားတွေအားလုံးဒါအထူးပြည့်စည်သွားတာဒီ Grand Tower တက်ဖို့ရင်တော့ဒီ Operation ကိုဒါဒီတနေ့ခွဲချိန်ပြောတာလုံးဆောင်ခဲ့ရဖြစ်တယ်ဆိုတော့ဒါဒီတစ်ဖက်မှာပေါ့ဒါဆိုခြားနိုင်ငံဒါဒီပြည့်စည်ဆုံးရှုံးမှုအနေနဲ့ဒါဒီဒေါ်လာ9ဘီလီယံလောက်ထိဆုံးရှုံးသွားတော့ဒါဒီခု ဒါတို့ရဲ့မှာပြောမျိုးပုံကျဲလေးရင်ဒီဒါဒီပုတ်ဖွဲ့အားလုံးထဲမှာဆိုရင်ဒါဒီ35ကြာနိုင်တော့ပါဒါပြည့်စည်သွားဟောဒီချက်တွေပြန်ကြည့်မယ်ဆိုရင်ဒီ1941နောက်ပိုင်းမှာဆိုရင်ဒါရုရှားနိုင်ငံဒါဒီမစေဒါဒီ1941ပြီခုလက်ရှိဒီကအကျိန်ကထပ်ပြီးတော့ဆုံးရှုံးမှုအားဆုံးဖြစ်သွားတော့ပြောနေတာဒီမော်စကိုအနေနဲ့ပေါ့ဒါဒီခုလက်ရှိဒါကာလမဟုတ်စပွဲကာလပါဒါဒီနိုင်ငံရဲ့အတွင်းပိုင်းဒေသမှာရှိတဲ့ဒါကြီးမားတဲ့ဒါဒီမာပြူကကြတဲ့ဒါစစ်ပတ်ဆိုင် နေရာပေါ့တော့ဒီနေရာတွေကဒါအခုလက်ရှိနေထားရဆိုတဲ့ဒီအားနည်းချက်တွေတွေ့လာတယ်အဲ့တော့ဒီဆက်တွေကိုပဲဒါအခုယူကရိန်းကတညှို့ပြသွားတော့ပြောနေတာဒီရုရှားလိုနိုင်ငံမျိုးရတာအခုလက်ရှိယူကရိန်းရဲ့တိုက်ခိုက်မှုခံလိုက်ရတာဖြစ်တဲ့အတွက်ဒါသူတို့အနေနဲ့ကမ္ဘာအလယ်မှာဟိုဒါအကြီးအကျယ်ဆက်ရသွားတယ်။အဲ့တော့ဒီဆက်တွေနဲ့ပတ်သက်ပြီးတော့ဒါဆက်ရှင်သူတို့အနေနဲ့တုံ့ပြန်မှုတွေဖြစ်လာတယ်။ပြောနေတာဒီနောက်ဆုံးလောက်ထိသိုးသွားနိုင်တယ်ဆိုဒီ new land နဲ့ထုတ်သုံးလာနိုင်တဲ့အချိန်တွေထိတော့ရောက်သွားနိုင်တယ် တော့ဒီတစ်ဖက်ကပြန်ကျင်ဒီ Ukraine ပေါ့ Ukraine အနေနဲ့ကဒါဒီသူ့ရဲ့အောက်လိုင်းတစ်ဖွဲ့ရဲ့ဒါဒီလုံးဆောင်မှုဒီ operation အနေနဲ့ကဒါဒီခုအောင်မြင်မှုရတယ်ပေါ့ဒါတရားတရားကိုင်းတော့မအောင်မြင်ဆိုပေမဲ့ဒါတို့အနေနဲ့တော်တော်လေးတိတိယောက်အောင်မြင်မှုရတော့တာဖြစ်တဲ့အတွက်ဟောဒါတို့ရဲ့ဒီ Ukraine နိုင်ငံနေနဲ့ပေါ့ဒါရုရှားရဲ့နေနဲ့အတွင်းနဲ့ထိကိုဒါတို့ဝင်ရောက်ပြီးတော့အခုလိုမျိုးဒါတိုက်ခိုက်ရနိုင်တယ်ဆိုတော့ဒီမိုင်းတစ်ခုတင်ကြံသွားတော့အနေချုပ်အနေနဲ့ပြန်ကြည့်ရအောင်ဒီခု Ukraine အနေနဲ့ ဒီဝရှားတဲ့ဒါဒီတစ္ကန်ဌာနချုပ်တွေရဲ့ဒီပပတ်တွေပေါ့ဒါနေရာတွေကိုဒါဒီ particle triangle ကနေကြည့်ပြီးတော့ဒီ repoint လို့နေရာတွေအဒီလိုနေရာတွေဆိုတော့ခုဒီ data scan ဌာနချုပ်မှာရှိတဲ့ဒီစီတိုလောင်ခံတွေပေါ့အဒီလိုနေရာတွေကိုဒါသူ့အနေနဲ့ဒါအဓိကပုံနဲ့ပြီးတော့ဒါတိုက်ခိုက်သွားတော့ပြောချင်တာဒီခုရုရှားလိုနိုင်ငံကြီးပေါ့ဒီလိုနိုင်ငံကြီးကတော့ဒါဒီခုဒီ data တွေအားလုံးကဒါဒီ sit ဖြစ်တဲ့နေရာ data နဲ့ဒါဝေးကွာနေတဲ့နေရာကြီးဖြစ်တဲ့အတွက်ဒါသူတို့အနေနဲ့44%နဲ့ဒါခက်အေးအေး လုပ်နေတာဖြစ်တဲ့အတွက်ခုဒီ operation ဖြစ်ရကြီးကဒီနိုင်ငံကြီးအတွက်ပေါ့ဒါအိန္ဒိယလိုမျိုးပဲဒါဒုတိယသင်္ကန်းစာကြီးပေါ့ဒါပေးလိုက်တဲ့ဖြစ်ရလို့ဖြစ်ရဖြစ်သွားပေါ့ဒီဖြစ်ရနဲ့ပတ်သက်ပြီးတော့ဒါနိုင်ငံတိုင်းအားလုံးကဒီလိုမျိုးလားတူဖြစ်ရမျိုးကိုပြုယူပြီးတော့ရှေ့ဆက်ဘလိုကာဘွယ်စောင်းရှောက်ပြီးတော့ဒါဘလိုမျိုးလှုပ်ဆောင်သွားတယ်ဆိုတော့ဆက်ပြီးတော့ဒါနိုင်ငံတိုင်းနိုင်ငံတိုင်းအနေနဲ့လိုင်းနာတင်အောင်ကိုဒါကျွန်တော်ညကျန်ပေးနေတဲ့အကြောင်းအရာတွေကိုပုံလျှော့